ပရိသတ်များခင်ဗျာ Smile with Victoria စီစဉ်တဲ့အမေရိကန်နိုင်ငံ Alliance for Smile Organization မှာမြစည်းဆရာဝန်ကြီးများကလေးဆရာဝန်ကြီးများ Plastic Surgery ဆရာဝန်ကြီးများသူနာပြည်များနဲ့ Victoria ဆေးရုံမှာဆရာဝန်ကြီးများပူးပေါင်းပြီးတော့စံသက်ကူတာသွားမယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ Hi, I'm Tina Holcroft fischlin I am the mission director with Alliance for Smiles, and we're here again at Victoria Hospital in Yangon, Myanmar, for our fourth mission to Myanmar. We are happy to be associated with Alliance for Smiles and Smile with Victoria, the Shwe Palmery Foundation, and other organizations that have made this mission possible. In tonight, in, excuse me, in 2014, we began our, our missions here at Victoria. We operated on 100 children and adults at, during that mission. In 2015, we conducted two missions here where we operated on another 150 plus children and adults. On this mission, we are the, currently we're screening 137 to 140 children and adults to potentially have surgery beginning tomorrow. Our team consists of plastic surgeons, nurses, anesthesiologists, pediatrician, and various other medical, non-medical team members. But these missions could not be possible without the support of Victoria Hospital, the Smile with Victoria, the Victoria Hospital Foundation, the Shwe Parmody Foundation, the PAC Psych Foundation, uh, some of the other organizations throughout Myanmar, the Myanmar Mother and Child Foundation, and the support of local donors and international donors. ပရိသတ်များခင်ဗျာ Smile Victoria အစီအစဉ်အတွက်ရွှေဘာဒမီကျန်းမာရေးဖောင်ဒေးရှင်းနဲ့မြန်မာနိုင်ငံမိခင်နဲ့ကလေးဆောက်ရှောက်ရေးအသင်းတို့မှဒူနာများကိုစုဆောင်းဆက်သွယ်ပေးခဲ့ကြပြီးတော့ရန်ကုန်တိုင်းဒေသကြီးတွင်းသားမကဘဲနဲ့အေယာဝတီ၊ပဲခူး၊စကိုင်း၊မန္တလေးအစရှိတဲ့တိုင်းဒေသကြီးများအပါအဝင်မြို့ပြနယ်၊ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်တို့မှဒူနာများလည်းပါဝင်နေလို့သိရှိရပါတယ်ခင်ဗျာ။ဒီမှာဒီမှာနာမည်ကတော့တီရာဝင်းပါ။တမီးလေးနာမည်ကတော့ချစ်စုပါ။ ကျေလက်ဆရာမတွေဆက်သွယ်ပေးလို့ဒီကိုရောက်လာတာပါအစားသားရရအဆင်ပြေပါတယ်ဒီဆေးရုံကပဲအစားသားရရအလုပ်ပေးပါအနေရထိုင်ငင်းနေရောကျေးဇူးတင်ပါတယ်အားလုံးလည်းအကုန်လုံးကျေးဇူးတင်တယ်သမီးလေးအတွက်လူရောကအယူဝင်စားအောင်လုပ်ပေးတဲ့ဆရာတွေဘလို့ကျေးဇူးတရားမှတ်တော့မသိဘူး Great Magna ဒီကနေ့တင်ဆက်ပေးနေတဲ့ Smile with Victoria နှကန်ခွဲအာခေါင်ဝဲလူနာများကိုအခမဲ့ခွဲစိတ်ကူတာခြင်းအစီအစဉ်တွေက Victoria ကျမ်းမာရေးထောက်ပံ့ကူညီဆောက်ရှောက်ရေးပေါင်းရင်းချင်းကခွဲစိတ်ကူတာမှုခံယူမဲ့လူနာနဲ့လူနာရှင်များကို နေထိုင်ရေးစီစဉ်ထားပြီးတော့လူနာများအတွက်လိုအပ်တဲ့အာဟာရနဲ့စားဝတ်နေရည်များကိုလည်းစီစဉ်ပေးထားတယ်လို့သိရှိရပါတယ်ခင်ဗျာပြည်သူများခင်ဗျာဒီကနေ့ရန်ကုန်မြင်ကွင်းရဲ့စီစဉ်ကနေပြီးတော့တင်ဆက်ပေးခဲ့တဲ့ Smile with Victoria နှကန်းခွဲအာကောင်ခွဲလူနာများကိုအခမဲ့စမ်းသပ်ခွဲစိတ်ခြင်းပုံရိပ်များကိုကြည့်ရှုလိုက်ရတဲ့အတွက်ကြောင့်မလို့ပြည်သူများအားလုံးလည်းကြည်နူးတာလူခေါ်နိုင်ရမယ်လို့မျှော်လင့်နေတယ်ပဲ ဒီကနေ့ရန်ကုန်မြို့ပေါ်ရဲ့စီစဉ်ကနေပြီးတော့ပရိသတ်အားလုံးကိုနှုတ်ဆက်လိုက်ပါရခင်ဗျာ